မနှက်ခင်းစိတ်ရွှဲလမ်းရစေဆွဲငင်အိုအာတန်တွေနာပြောကြည့်ကြည့်လင်းလုံငန်းကိုကိုစီဝဲဆက်ယုံကြည်ငယ်ရရတွင်ကြီးရဲ့တခွင်းကရောင်းဝဲဆုံးတန်သာစီပင်တဏိတာမျက်လုံးစောက်ဖွင့်ပြီဆိုရင်စိတ်ရှိရှိလန်းလန်းနဲ့လုံငန်းကိုစီဝင်ဖို့ဂီတတေးသွားနဲ့ လုံးစော်နှုတ်ခွန်းဆက်လိုက်တာကဆရာမြို့မှညင်ရေးသားတဲ့လူကျုံလူကောင်းတခြင်းပါ KSS ရဲ့အဓိပ္ပာယ်ရှိရှိတေးတခြင်းတန်စင်စာသားတွေကို စပယ်ကုန်းတီကုန်းထားသလို အစင်ရောအချင်းပါပြည်စုံနေတာပါ လောကမှာ ဖြစ်ပျက်မဲ့လှုပ်ရှားမှုတရော့အလေးအထတွေကို အတုယူဖို့တပတ်တလန်းကတီးသချင်းတွေနဲ့အယောင်ချက်ပေးနေတဲ့ဂီတအနုပညာရှင်ဆရာမျိုးမငိမ့်ဟာအသက်ထင်ရှားရှိရင်တော့2019ဇန်နဝါရီ25ရက်ဆိုရင်တရားရှင်နေ့ပြည်ပါပြီ1996ခုနှစ်မန္တလေးမြို့မှာပဲဖခင် ရွှေပရင်ဆရာကြီးဦးညီနဲ့ရွန်းတယ်ကုန်းတဲ့ဒေါ်ချစ်ဦးတို့ကမွေးဖွားခဲ့တာပါ အမီရင်ကမောင်ကျွန်ကြီးဖြစ်ပြီးငယ်စဉ်ကတည်းကဂီတပညာမှာဝါသနာရင့်ငယ်ခဲ့ပါတယ်။လာစားကြီးစိတ်မေတာလက်တံကိုနားနဲ့မှတ်သားပြီးမက်ဒလင်၊ဘင်ညိုပြက်ဆောင်တွေကိုတီးခဲ့ခဲ့တယ်။ဂီတပညာရဲ့မှာကြွညင်းတဲ့ပကြီးဆရာကြီးဥပသက်ထံမှာမြန်မာဂီတတွေသင်ယူခဲ့သလိုနိုင်ငံတကာဂီတသင်ယူတာပညာရက်ကိုလည်းအနောက်တိုင်းဆရာတွေနဲ့စနစ်တကျသင်ယူခဲ့ပါတယ်။ ါသနာတူသူတွေစုံတဲ့အခါနှစ်သက်ရာကိုစူပေါင်းလောက်ကင်ကြတဲ့ဖြစ်ရက်က ပကြည်ဥပဒက်ဓာရန်ဥတန်ဥပအောင်ဥမြသိစတဲ့အနုပညာရှင်ကြီးတွေနဲ့အတူ1925မှာဗုဒ္ဓဝေယဝစ္စမြို့မအပျော်တန်းတူရိယာအသင်းကိုတည်ထောင်ခဲ့ပါတယ်။အသင်းအမည်ရောအသင်းရွယ်ချက်ရည်တည်ပုံတွေပါတေချာပြုလုပ်ခဲ့တာပါ။1925ရှင်အဲ့ဒီမှာသူကနာမည်မဲ့မယ်ဆိုတော့ ဒီကျန်ကြီးကပဲအမေနမမင်းအမန္တလေးတို့ဘာလို့လုံနေကြွားတယ်ဟိုမန္တလာတို့ဘာလို့လုံနေရင်နာဘုံတို့လုံနေလဲအမညို့မဆောက်ကောင်းနေပါညို့မတယ်လို့လဲညို့မဆိုအခုညို့မနေရပါတယ်အခုဆိုရင်ညို့မညို့ပါငါတို့မလားငါတို့ဘာလို့ညင်းသူပြီးရောဆန်ဘာလို့ညင်းဝယ်ပြီးအခုမပြီးရတော့ညို့မမလားညို့မနေလုံးအရင်နေလုံးက တော့ကိုထူလာတယ်ဗျ။အေးညို့မကိုဖေးခဲ့တဲ့နော်အဲမန်လီမျိုးမှာ amateur music association အပြော်တန်းဒူရီယာလို့ဖေးတဲ့သဘောကဟိုတုန်းကအဲ့လိုထူထောင်ခဲ့ရတဲ့အတိုင်းဝိုင်းဝင်းချင်အားလုံးကသူတို့ကလှုပ်ရှားဖို့အတွက်မဟုတ်ဘူးလိုက်ရှားဖို့အတွက်လှုပ်တာနော်ဆိုလိုတာက professional သဘောကကြီးစားလို့ပြောတယ်ဒီကောင်ကဘာလဲ scholar type နဲ့ နော်ပညာရေးဆိုင်ရာမှာတကယ့် academic ဖြစ်အောင်လုပ်တယ် scholar type ဖြစ်အောင်လုပ်တယ်တစ်သက်လုံးသူကဟိုလှုပ်ရှားတာမဟုတ်ဘူးလိုက်ရှားတဲ့အသင်မျိုးစားကိုရည်ညွှန်းတာမြို့မတူရီယာအသင်းရဲ့ရွယ်ချက်ဟာဆရာမြို့မငင်းရဲ့ရွယ်ချက်တင်တဲ့အတူဂီတပညာရက်ကိုတည်ဖွဲ့ခဲ့တယ်။တချင်းတွေရေးဆက်ခဲ့ပါတယ်။တချို့ဟိုတချင်းတွေကစာစားကိုဦးစားပေးလိုက်ရင်မယ်လိုဒီကမယ်လိုဆိုတော့တော့အတော့ တော်လေးစိုးစိုးဟိုစိုးစိုးဝါဖြစ်သွားအသွားကကောင်းနေပြန်တော့လေအဲ့ဒီဟာကိုစာသားထက်လိုက်ရင် စာသားတွေကထည့်လို့မရအောင်ဆံမျိုးမှန်ကြီးကတော့စာသားရောအတန်ရောအဲလိုညီတွေဖြစ်ပါလေအခုချိန်ကြီးလည်းသူတချင်းတွေကအားလုံးကအားထောက်ဖို့လည်းကောင်းတယ်စာသားတွေကလည်းအဓိပ္ပာယ်ရှိတယ်အဲ့တော့အဲ့ဒါကြောင့်မို့လဲသူသူရေးဖွဲ့သွားတဲ့ဟာတွေကဟိုအခုချိန်ထိလူတွေရဲ့ အဲဒီလုံးထဲမှာဆွဲလန်းနေတဲ့အဲ့ဒီဟာကဒါဆရာရဲ့ကြီးမားဆုံးတော့ပါပါပဲသာမဆုံးဤသာပင်သွားသာလူအမြင်ရနထာချူချီ ျော်စီသည်ထားပါစေစီယံမိခွင်းရှောင်းမလောင်သည်ကျော်ခြင်းဆရာမျိုးမငယ်ဟာတိုင်းပြူပြည်ပြူဒေသချင်းတွေအခန့်တွေတွေနဲ့အငိမ့်သချင်းတွေအချစ်အထုပ်ပတိအကြောင်းမြို့ဘွဲ့နန်းဘွဲ့နတ်ရှင်တော်သချင်းတွေ အပါအဝင်သချင်းအပုတ်ပေါင်း300မကရေဆက်ခဲ့ပါတယ်ဘွားကောင်းနေရတယ် တာရမကောင်းလို့တာရရှာပြန်တယ်။သူနှိပြောတယ်။တခုနဲ့တခုနှိနှိနေတာ။အဲ့လိုကြီးရ။အဲ့တော့သူကနောက်ဆုံးကျတော့ကောင်းတော့ဗျာအကုန်ကောင်းတော့။စာသားနဲ့အပေါင်းနဲ့သူကလက်ပဲညီသွားပေါ့။ရမ်းမီးဘူးက။အင်းဘေးဟိုလားသူအပါတော့အဲ့လိုသာပြောသူရေးလေဟာတဲ့။ဆိုတာတော့မကွဲပြီနဲ့။ဒီတိုင်းပဲဒီတိုင်းဖြစ်ရမယ်။ဤရဤပဲရွေးရွေးပဲ။သူဆိုရင်သူကသူပဲ။

ိမ်မာနွေဒီတချင်းဂီတတွေကိုဘဝမှာပန်းရောင်ဆောင်ခြေထားသလိုတန်စင်မြမစွာနဲ့စကားပြောအလှချက်ပေးမိဆရာငင်းရဲ့လူမှုဘဝမှာတော့အပြောဆိုနေပြီးအေးအေးနေတဲ့သူတယောက်ဖြစ်ပါတယ်1928ခုနှစ်မှာကျောင်းဆရာမဒေါ်သန်းမီနဲ့အင်တာဗျူးခဲ့ပါတယ် တာသမီ၁၄ယောက်ရဖခင်ဖြစ်ခဲ့တဲ့ဆရာမျိုးမကြီးဟာတေးသွားဂီတတွေမှာရှင်သန်တယ်လို့ဆရာကြီးသားတွေကလည်းဖခင်ရေးဆက်ခဲ့တဲ့တေးသချင်းတွေကို နမူနာဆန်ထားပြီးဘဝကိုတိတ်ခါရှိရှိဖျက်တမ်းခဲ့ပါတယ်။သူတရားနေဘာတွေအတူယူရရှိလဲဆိုဦးရတဲ့သူတရားအမူရတော့အဓိကကတော့ဟိုတိတ်ခါပဲတိတ်ခါနဲ့အကျင့်စာရိတ်တာ ဟိုဦးဘွားမှာတခုလုံးချင်းမီဟေးဆိုရင်ဟာငါငါဘုရားဘယ်လိုကြီးပဲငါတို့စင်ကြမ်းမယ်ဒါမျိုးတွေပေါ့လေအဲ့ဒါမျိုးတွေမကူ profession ရဆရာဝန်ရောက်ဖြစ်လာတယ်ဆိုတာတော့မှဖေးဆုံးတော့ခုနှစ်သားပဲဆိုမယ်လို့သူ့ရဲ့ influence ကအပေါ်အများကြီးတော့မှဟွာ လွှမ်းမိုးတာလားဥပမာပြောပါလို့ကွာဟိုဇာဝင်နေတဲ့ profession နေနဲ့ကိုမကြမ်းကျင်နိုင်မကြမ်းဘူးကွာကြမ်းကျင်နိုင်မကြမ်းဘူးဆိုတော့ပတ်စံမယူဘူးကွာရင်းရွာဟိုပတ်စံယူပြီးစေးကူရမယ်လို့ရှက်တာပေါ့ကွာဟုတ်တော့လားအာဒီပညာရေးတက်တာလေဒါကြီးနဲ့ငါလို့စားမယ်ဆောက်ကိုရှက်တာအနုပညာဘဝမှာစိတ်နှစ်ထားပြီး အများအပြားတွေးတွေးငင်းငင်းနဲ့နေတတ်တဲ့ဆရာကြီးဟာ သူ့ရဲ့မိသားစုကိုအသွန်အဆွဲမှလက်မပွားဖို့ဇင်းရဲချမ်းသာအဓိကမထားပဲဘဝမှာနေတတ်ဖို့သင်ပေးခဲ့ပါတယ်။အမေကတခါလေးအသွန်အဆွဲလေးပေါ်မှာနော်အစင်မပြေတာလေးတွေရှိတယ်။အဲ့တော့အဘခေါ်တော့ပေါ့ဆန်းင်းကိုနော်ဖိုးကအဖေကိုအဘလို့ခေါ်တာအဘဆိုတယ်နော်မတန်းနော်မင်းဝါမရှိပဲဝီမလုံးနေတဲ့နော်အဲ့တော့အမေက သမီးပြောလို့ပြောလေတိလာနော်တကယ်တမ်းဆရာကြီးဆိုတာက နိုင်ငံကျော်ဆာရေးဆရာကြီးနော်တချင်းမှာတောင်မှသကလုံးပေါင်းအင်မတန်လှက်လှက်ပါလာကို စီကစင်ကနော်သူများတွေကိုသဘောချက်လောက်ရွေးချယ်တတ်တဲ့မျိုးစားနော်အဲ့ဒီချိန်မှာနော်သူပြောတဲ့စကားပေါ်မှာဆရာကြီးပြောတဲ့စကားမှာမတန်ဝမရှိပဲဝီမလုပ်ပါနဲ့တော့တဲ့အဲ့တော့နော် အဖိုးတို့အမေကဘာပြောပြောလဲဆိုတော့တမဲကိုငိမ့်ကိုငိမ့်နဲ့နော်သူသူရောက်ကြကိုငိမ့်တမဲထားစင်သူကိုထောင်လိုက်ရင်ပြီးရောမလားတာဘာဆန်းလာလေလို့ရုပ်ရှင် ဂီတာမှုလုပ်ခဲ့သလိုဓာပြတီးသင်းတွေပါရေးဆက်ခဲ့တဲ့ဆရာမျိုးမငင်းဟာအစဉ်အလာကြီးတဲ့မန္တလေးစကြံကိုလည်းမျိုးမတူရိယာအသင်းကငွေငန်းအလားပြရင်နဲ့အတူတကြံတချင်းများစွာကို တီးတီဖွဲ့တီးမုတ်ခဲ့ပါတယ်။မျိုးမငင်းနဲ့မျိုးမတူရိယာအသင်းတို့ရဲ့မျော်လင့်စိတ်ကူးတွေကိုထင်ဟက်ခဲ့တဲ့တချင်းတွေထဲမှာမန်တောင်ရဲကိုတချင်းတူပို့တူပို့ ချင်းတွေဟာလက်ရှိခေတ်ကာလလူငယ်တွေပါဇက်ဖြားသည့်ရေပန်းစားနေစေပါဒီချင်းကြီးရေးဖွဲ့တဲ့အခါမှာစေတနာနဲ့ ဒါအမှုပညာနဲ့ပါရမီနဲ့ပေါင်းစပ်လိုက်တဲ့အခါမှာသူတို့ချင်းတွေကထူးထူးခြားခြားဖြစ်ခဲ့ရတယ်ပေါ့တန်စင်ဒီနဲ့အတူစာသားကလည်းဟလာတပိုက်နဲ့တပိုက်ကလည်းဆက်ဆက်ပြီးတော့သူကဒီစာစီစာကုန်းတပုတ်လို့ပကြီကားတစ်ချက်လို့ဒါအဆင်ပြေတာဟုတ်တော့အဲ့ဒါလေးကလက်မျက်စိနဲ့မြင်အောင်လာအောင်ဖြစ်တာပေါ့ဒါကြောင့်မို့ဆန်ကြီးတချင်းတွေကအထူးသဖြင့်ဒါတင်ရှားတယ်ဆိုတာအဲဒီဥပမာတွေကြောင့်မို့ပါနော်ဆရာမျိုးမကြီးရဲ့ဒေသချင်းတွေတဲက တေးသွားတန်စင်တွေမှာအနုရင်အလှပနဲ့ချိန်မုံထားတဲ့တိန်လွားမို့မူလွင်တီးတချင်းကတော့ရာဇဝင်မှာစံတင်လောက်အောင် ဖြစ်ခဲ့ပါတယ်။ဇာမျိုးမကြီးဟာတချင်းရေးဆက်ယုံများမကပဲဂီတမှာရည်ရွယ်ချက်ကြီးနဲ့ကျိုးပန်းဆောင်ရွက်ခဲ့ပေမဲ့ရရှိခဲ့တဲ့အခြေအနေတွေပေါ်မှာအမရခဲ့တာတွေလည်းရှိခဲ့ပါတယ်။ ဂီတာနဲ့ပတ်သက်ပြီးကြိုးပမ်းခဲ့သည်မြအရာမထင်ပဲတမိမွေးရေးစားဆိုင်ရင်ဖြစ်နေတာကိုလည်းအမေရစိတ်ပြက်တာတွေနဲ့အတူစိတ်ကံစားချက်တွေရဲ့ဖီးအားကြောင့်1955ခုနှစ်စက်တင်ဘာ15ရက်မှာမန္တလေးအနောက်ပြင်စိန်မန်းတန်လျက်မော်မြေလန်းလေးမှာဘဝအဆုံးသတ်ခဲ့ပါတယ်။ဆင်းရဲကိုအကြောင်းပြုပြီးတော့ဒါဒီစဉ်းစားကြတာကငါတို့အမှုပညာရှင်တွေအတွက်ဘယ်လိုအခြေအနေမျိုးရှိသင့်တယ်လဲเนาะအဲ့တော့အဲ့ဒီအခြေခံပေါ်မှာ ဟိုလာမူတည်ပြီးတော့ဟိုလာတိုင်းပြည်ပြည်ရဲ့ဖွံ့ဖြိုးတိုးတက်မှုဆိုတာဘာလဲနော်တိုင်းပြည်ပြည်ကဖွံ့ဖြိုးတိုးတက်တယ်ဆိုတာကရုပ်ဝတ္ထုပစ္စည်းကြီးတွေမိုးပြန်ရင်ယထာကြီးတွေမိုးပြန်ဟိုလာဒရာကြီးတွေနော်ဟိုလာတိုက်ကြီးတွေအဲ့ဓာဒီတဲ့တကယ်အမှုပညာရှင်တွေဘလို့ထိလွတ်လပ်စွာပွင့်ဖူးပြီးတော့ဘလောက်ထိသူတို့ငေါငွားဆွန်းဆွန်းနဲ့ဘလို့သူတို့ဟိုလာအဲနောက်ခလစ်မကြည့်စရန်သူတို့အလုပ်သူတို့လုံနိုင်တယ်လဲဆိုတော့မူတည်တာဘူး အလင်းငါကျော်စာဆရာမျိုးမကြီးကွယ်လွန်ခဲ့တာဟာနိုင်ငံတစ်ခုရဲ့ဂီတအနုပညာဆုံးရှုံးမှုတွေဖြစ်ပေါ်ခဲ့ပေမယ်ဂီတနဲ့ပတ်သက်တဲ့ရည်မှန်းချက်တွေဆက်လက်ရှင်သန်ဖို့ညီငုံးကမအဆုံးမသက်ဖို့ကနောင်မျိုးဆက်တစ်တွေရဲ့တာဝန်ပဲမဟုတ်ပါလားကျမကတာယာပါရှင်